မင်္ဂလာပါပရိသတ်ချင်းတို့ရှင်ကျမတို့ရဲ့ Sally Global Channel ကနေ November Session နေ့အတွက်နောက်ဆုံးရနုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဝင်းမောင်ရွှေရင်ရဲ့ပိုးချပြုခင်ကို အားကြလို့ MRT4 ပိုင်ရှင်တထေးကြီးကိုယူလိုက်ပေးမယ်ထိုးထိုးတိတ်တိတ်သာမင်္ဂလာဆောင်ခဲ့ရနေမုန်းတဲ့တဲ့မင်္ဂလာဆောင်လိုက်ကမှဖုံးမြအောင်ပေါ်လာတဲ့စုပ်ပြည့်တစင်းနဲ့နေထွတ်ဆက်ဆံရေးတဲ့ပရိသတ်တွေကိုအတိမပေးပဲရုတ်တရက်အမြန်ဆုံးလက်ထပ်လာရတဲ့တရုတ်ဆောင်မုံရဲ့နောက်ကွယ်မှာဒီလိုအကြောင်းရင်းနေရှိနေတဲ့ ဟိဝရရင်ဟန်ဆောင်ကောင်းမုံကိုအခုလိုလူလဲကောင်းမှချပြောလာတဲ့ကြော်ထောင်းတဲ့တင် KTB တောင်းရပြင်တားသမီးတွေကိုပါတံဝင်မကြီးတဲ့ PK တွန်းကြောင့်ပိုးချပြုခင်ဖွင့်ချတဲ့တဲ့တင်လက်ထက်တောင်းရမင်းသမီးမုံရဲ့အတွင်းရေးတဲ့တင်တွေကိုထုတ်ပြောပြီးလို့ဝေဖန်ခံနေရတဲ့နာမည်ကြီးစေးယုံကဝန်ထမ်းများတဲ့တင်ပဲဖြစ်ပါရဲ့ရှင်ဝမောက်ရွှေင်းနဲ့ပိုးချပြုခင်ကို အားကြလို့ MRT 4 function တထည်ကြီးကိုယူလိုက်ပေးမယ်တိုးတိုးတိတ်တိတ်သာမင်္ဂလာဆောင်ခဲ့ရတယ်မုံ။ MRT ဖုန်မင်းသမီးတလက်ဖြစ်တဲ့မုံကတော့ဝမုံရွှေနဲ့ပို့ချပြုခင်တို့လုံတတိကရောဘွားကို အားကြပြီး MRT ဖုန်ပိုင်ချင်းခရိုနီတတိကြီးတူနဲ့လက်ထပ်လိုက်တယ်လို့သိရပါဗယ်ပို့ချပြုခင်တဲ့ဝမုံရွှေတို့နှုတ်စလုံးဟာငွေတစ်ခုတည်းမျက်နှာချောင်းသူတို့ထက်အသက်ပေါင်းများစွာကြီးတဲ့ယောက်ျားတွေကိုအိမ်တောင်ဘက်ဖြစ်ရွေးချယ်ခဲ့ကြတာဖြစ်ပြီးကိုစီချမ်းသာအောင်မြင်တဲ့တတိမကြီးဘွားကို ရောက်ရှိလို့နေတာပါ ပူဇာဖြူခင်လက်ထပ်လိုက်တဲ့ PK ထွန်းဆိုရင်ကလေး၃ယောက်တောင်ရှိပါသေးတယ်။ဒါကြောင့်မင်းမင်းမီမုံကသူတို့နှစ်ယောက်ကိုအားကြပြီးကလေးတယောက်အဖေတစ်ခုလက်အတန်ကြီးကြီးအမျိုးသားကိုလက်ထပ်ယူခဲ့ပါတယ်။ ဒါကြောင့်လည်း MRT ဖို့ထုတ်လုပ်ရေးပိုင်ရှင်ရဲ့အမျိုးသမီးနေရာကိုချက်ချင်းရောက်သွားတဲ့မုံကိုအလုံးကမင်္ဂလာပွဲအကြီးကျယ်ဆင်နွှဲပိမင်းသမီးတွေကြားထဲမှာခြေပြတော့မယ်လို့တွက်ဆထားခဲ့ပေမဲ့လည်းတကယ်တော့လူမတိပဲတိတ်တိတ်ပုံမင်္ဂလာဆောင်ရင်းသာပွဲပြီးခဲ့တာဖြစ်ပါတယ်။ သူမရဲ့အမျိုးသားကမြမရွရတလိထုံးတန်တဲ့ညီနှစ်ဖက်မိဘစီမတောင်းရခြင်းမင်္ဂလာပွဲကျင်းပခြင်းမင်္ဂလာဥဆွန်ကျွေးခြင်းတွေကိုတာဝန်ဝတ္တရားမပြောင်းလုပ်ပေးခဲ့ပေမဲ့လည်းပွဲကြီးရင်မဟုတ်ပဲအဖြစ်ဆိုရုံသာစီစဉ်ခဲ့ပါတယ်။ ဘလောက်တောင်သိုးတလင်းဆိုရင်မုံမင်္ဂလာဆောင်သွားတယ်ဆိုတော့ကိုသူမရဲ့ဖေးပြသူက Facebook ပေါ်မှာအတရင်အစင်းတဆောင်တားနေလင်းအောင်နေရှုဆန်ရအကောင့်တနုံတမီးဆုနှစ်တောင်အမုံတို့ဤနှစ်ဖက်မိပါအုတ်ထင်းမှုအရေးတော်အောက်ကစိတ်ဆက်တောင်းရင်ချင်းမင်္ဂလာလို့ရေးသားကဓပ်ပုံနေတင်ခဲ့လို့ပဲဖြစ်ပါတယ်ဒီတော့မှပြည်သက်တီလည်းမျက်လုံးပြူးသွားခဲ့ကြပြီးယူသွားတဲ့ယောက်ျားကိုဘလို့လူမျိုးလဲပွဲကိုဘလို့ပြင်ထားတာလဲလို့ဆက်စုခဲ့ကြပါတယ် ဒါပေမဲ့လည်းလုံးဝမထင်ထားစရာအကောင်းတာကခရိုနီတထေးကြီးနဲ့လက်ထပ်ပါနေဆိုရင်မုံဟာတသက်မှာတစ်ခါဆောင်ရတဲ့မင်္ဂလာပွဲမှာလာလာပါပါမဝင်စားနိုင်ခဲ့တဲ့ပြင်ဆန်နီမြင့်လွင်နဲ့ဆွဲကြိုးတကုံးနဲ့ဆင်တူဖြစ်နေတာကိုပါတွေ့လိုက်ရပါတယ်။တကယ်တော့မင်္ဂလာပွဲမှာလက်ဝတ်လက်စားတော်ဝတ်ဆင်ရမရှိလို့ယရနာဆိုင်တစ်ခုကနေစပွန်ဆာပေးခင်တာကြောင့်အခုလိုပြစည်းချင်းတူနေတာပါ။ ဒါကြောင့်တကယ်ဒိတ်ဒိတ်ကျဲတထည့်နဲ့လက်ထပ်တာတော့ဘာပြင်ဆင်ခြင်းမှမရှိပဲဓာတ်ပုံမှာတော့ရုံးမထွက်တဲ့မင်းသမီးနေမုံကိုအားလုံးကဝိုင်းတနာနေကြပြီလက်ထမေးစဉ်းစားထားရင်အချိန်တစ်ခုပေးပြီးဝစ်စုံစပင်လောဝိယရဏအားလုံးကိုကြိုတင်ပြင်ဆင်ထားတဲ့နေအခုတော့တသက်မှာတစ်ခါကြုံရတဲ့ပွဲကိုလှလှပပနေတာမဖြစ်ဘူးစိုးပြေတဲ့စင်တို့ကို အတူယူပါလို့မှတ်ချက်တွေရေးသားခဲ့ကြပါတယ် တချို့ကလည်းဒီလိုရုတ်တရက်ကြီးဘာပြင်ဆင်မှုမှမရှိဘဲလက်ထပ်ယူလိုက်ရတဲ့နောက်ွယ်မှာလူမသိနိုင်တဲ့အကြောင်းရင်းတွေရှိလို့နေနိုင်တယ်လို့ယူဆနေကြပါတယ်။ပရိသတ်ကျင်းတို့ရောဝိမုံရွှေနဲ့ပိုးကြပြုကင်းကိုအားကြလို့ MRT4 ပိုင်ရှင်တထေးကြီးကိုယူလိုက်ပြီမိတူတူတိတ်တိတ်သာမင်းညလာဆောင်ခဲ့ရတဲ့မင်းသမီးလေးမုံပုံဘလို့များထင်ကြပါသလဲနော် မင်္ဂလာဆောင်လိုက်ကမှာဖုံးမြအောင်ပုံလာတဲ့စုပြည့်သစင်နဲ့နေထွဆက်ဆန်းရေးမင်္ဂလာပါပြိတ္တများရှင်စုပြည့်သစင်ကတော့မင်္ဂလာဆောင်လိုက်မှာပဲလူတွေမေကွန်းထုတ်ဆရာကိစ္စကြီးတခုကိုထားလုပ်လိုက်တယ်လို့ပုံစံမျိုးဖြစ်သွားပါတော့တယ်စုပြေမင်္ဂလာဆောင်မှာနေထွလုံးဝရှောင်မလာတာကိုပြိတ္တတို့တတိထားမိကြရင်လားရှင် သူတို့နှစ်ယောက်ရဲ့ကြားထဲမှာလူသိမခံခြင်းတဲ့ကိစ္စတခုရှိခဲ့တာကြောင့်ဆိုဖြစ်နေနေထွတ်ထွတ်နေအောင်ဟာကျင်ပေါ်ဇလန်တွေရိုက်ကူးပြီးကလေးကလုံးဝကိုတူတူပေါ်မလာခဲ့ကြတော့တာပဲဖြစ်ပါတယ်။ဒီပြဿနာရဲ့အဓိကအရှင်မြစ်ကလည်းအဲ့ဒီကျင်ပေါ်ဇလန်တွေပါပဲ။ကျင်ပေါ်ဇလန်တွေမှာစုပြည့်နဲ့နေထွက်ကိုပြည်သက်တွေအားလုံးကတခင်းတဲ့သဘောတူပြီးတော်တော်လေးကို worship ခဲ့ကြတာပါ ဇက်ကောင်ရလေအရန်လိုက်ဖက်တဲ့ပြင်ဇက်ကားပြီးလို့ရွှေဆိုင်ကြညာလေးရိုက်တဲ့အခါမှာလေနှစ်ယောက်သားကရန်ကိုလိုက်ဖက်လွန်နေတာပါအဲ့ဒီကာလာတော့ကစိုးပြင်းတဲ့ဟင်းဝီယံကလည်းဘာလို့လို့တည်င်းထွက်နေတဲ့အချိန်မှာဒါကြောင့်မို့နေထွန်းနဲ့စိုးပြစ်ကိုရှစ်တဲ့တဲ့ဖွင့်နေဟင်းဝီယံနဲ့စိုးပြစ်ကိုရှစ်တဲ့ဖွဲ့ဆိုပြီးနှစ်ဖွဲ့တောင်꿰ခဲ့ပါသေးတယ် ဒါပေမဲ့စုပြေအားထူးထူးခြားခြားဟိဝရံနဲ့ရှစ်တာကိုတော့ပျော့ပျော့ကြီးလက်ခံခဲ့ပြီးမယ်။နေထွန်းနဲ့ရှစ်တာကိုတော့လုံးဝလက်မခံမယ်။သူမရဲ့ဆိုရှယ်မီဒီယာအကောင့်မှာစာရေးရေးပြီးဆက်မရှိကြဘူးတင်ခဲ့တဲ့ဒီပါပဲ။အဲ့ဒီလိုမျိုးစိုးပြေခါခါတီတီဖြစ်သွားတဲ့ဒီကတရခံကတော့နေထွက်ကိုရိုင်းမှာကျင်းပေါ်ဇလန်းတွဲပြီးမကြခင်ကာလမှာဒေးဗစ်မီ စီစဉ်တဲ့နေထွက်ပါဝင်ခင်ရပါတယ် အဲ့ဒီမှာတော့တည်တဲ့တိုင်းပါဝင်မှုအလဲကျတဲ့အမှုပညာရှင်ကမေးသမျှကို ဖြေရပါတော့တယ်။မေးလိုက်တဲ့မိကုန်နေနဲ့မှနောက်ထပ်ထပ်ပြီးတူတူသိအောင်မဆောင်ကျင်တော့မယ်။အမှုပညာရှင်များရှိလားဆိုပြီးမေးကြတာပါ။ဒါကမမေးသင့်တဲ့မိကုန်ဆိုပြီးမယ်။နေထွက်ကတော့အာရပါရချစ်ချင်းနဲ့နဲ့နဲ့ကိုဖြေကြတာပါ။နောက်ထပ်သူစကားတွဲမရကျင်တော့တာကအမျိုးသမီးနုပညာရှင်တူဖြစ်ကြောင်းနဲ့သူမလုံးဝအချိန်မမှန်ဘေးလူတွေကို respond မရှိလို့ဖြစ်ကြောင်းပြတ်သားစွာဖြေလာခဲ့ပါတယ် အဲဒီလိုဖြစ်ရကကျင်ပေါ်စကားပင်ပူပူနွေးနွေးဖြစ်နေရကြောင်းအလုံးအဆိုးပြိတ်လိုပဲတထစ်ချမှတ်လိုက်ကြပါတယ်။အဲဒီချိန်ကစလို့သူတို့နှစ်ယောက်ကြာတခြားပါကိစ္စတွေရှိသွားမလဲမသိပေမယ့်ဆိုးပြိတ်ကတော့နေထွက်ကိုလုံးဝရှောင်သွားတာပါ။အခုလဲမင်္ဂလာဆောင်မှာနေထွက်ကိုလုံးဝမဖိတ်တာကြောင့်သူတို့ကြားထဲကခါသိနေတဲ့ဆက်ဆံရေးကိုလူတွေအလုံးကပုံမူသိရှိသွားတာပဲဖြစ်ပါလေရှင်။ထရမီဒီယာရဲ့ပြည်သက်ကြီးတို့ကရောဒီကိစ္စကိုဘယ်လိုများထင်မြင်မိကြပါသလဲနော်။ ပြည်သက်တွေကိုတည်မပေးပင်ရုတ်တရက်အများဆုံးလက်ထက်လိုက်ရတဲ့တည်ုံဆောင်မုံရဲ့နောက်ွယ်မှာဒီလိုကြောင်းရင်းနေရှိနေတယ်။လူတွေကိုတည်မပေးပင် ရုတ်တရက်ချက်ချင်းဆိုသလိုအလင်းမြန်လက်ထက်လိုက်ရတာကတည်ုံဆောင်မုံမှာတည်ုံဆောင်မုံဟာတတူတာနေလင်းအောင် ဆိုသူနဲ့အလင်းမြန်လက်ထက်လိုက်တာဖြစ်ပါတယ်။ ပုံမှန်အပြင်ဆိုရင်တော့တရုတ်ဆောင်မင်းသမီးတယောက်လက်ထပ်တော့မယ်ဆိုရင်မင်္ဂလာမဆောင်ခင်လာပေါင်းများစွာကလေးကပြိသက်တွေကတည်နေရတာပါ။ဆိုပြေတစင်းနဲ့ဟေဝီယန်တို့ဟာအခုထိတော့မင်္ဂလာကိစ္စကရက်ကမပြီးသေးပါဘူး။ဒီလိုချိန်တရုတ်ဆောင်မုံကတော့ရုတ်တရက်ချက်ချင်းဆိုသလိုပြုံးစားကြီးလက်ထပ်လိုက်ရတာပါ။ဒါကြောင့်လေလူတွေကြားထဲမှာတူလောတူလော ဖြစ်နေပါလေ။အထူးသဖြင့်တော့တရုတ်ဆောင်မုံလက်ထပ်လိုက်တဲ့သူတို့သားနဲ့ပတ်သက်ပြီးလူပြောများနေတာပါ။ အခုတော့တရုတ်ဆောင်မုံလက်ထလိုက်တဲ့နောက်ွယ်ကအကြောင်းရင်းတွေက ထွက်လာတာပါ။တချို့သောသတင်းတွေအရတော့တရုတ်ဆောင်မုံလက်ထလိုက်တဲ့သတို့သားဟာကြီးကြီးတဲ့ချမ်းသာတဲ့တထေကြီးတယောက်လို့ဆိုလာတာပါ။ဒါကြောင့်လည်းတရုတ်ဆောင်မုံဟာရန်ကုန်မြို့မှာစေကြီးဆုံးစစ်စားတောက်ဆိုင်ကကန်ထဲမှာသူမရဲ့မင်္ဂလာလက်မှတ်ထိုးပွဲကိုလုပ်ခဲ့တာပါ။တရုတ်ဆောင်မုံဟာ သတို့သားနဲ့အတူမင်္ဂလာလေးလေးစီကရေကန်မှာကြာပန်းလေးတွေနဲ့လာတာပါ။ ပြီးရင်တော့ပန်းနေပြည်နေတဲ့မင်္ဂလာဆင်ပေါ်မှာရန်အောင်မေတန်းနုနဲ့အတူတခြားသောနုပညာရှင်တွေအတိတ်တသိဝီလုံရင်မင်္ဂလာလက်မှတ်ရေးထိုးလိုက်တာဖြစ်ပါတယ်ဒါကြောင့်လေလူတွေကတော့ကုံပကာသနာမပါပဲမင်္ဂလာပွဲကိုခုလွန်ကျင်းပခဲ့တဲ့မုံကိုချီးကျူးနေကြတာဖြစ်ပါတယ်။ဒါပြင်တေယုတ်ဆောင်မုံဟာစိတ်နဲ့မြအဝါဆင်ထားတဲ့တံမိုးကြီးလေဆွဲပရက်ကြီးနဲ့တော်တော်လေးစက်တည်ရှိရှိလာနေတာပါ ဒါပေမဲ့လည်းတချို့ကတော့တရုတ်ဆောင်မုံနဲ့ပတ်သက်တဲ့ကောလာဟာလသတင်းတွေကတော်တော်လေးပြန့်နှံ့လာတာဖြစ်ပါတယ်။အထူးသဖြင့်တရုတ်ဆောင်မုံကရုတ်တရက်မြန်လက်ထက်လိုက်ရတဲ့အကြောင်းရင်းနဲ့တတူသားအကြောင်းတွေက လိုင်းပေါ်မှာပြန့်နှံ့နေတာပါ။တချို့ကတော့တရုတ်ဆောင်မုံရဲ့ချစ်သူခင်မုံဟာ MRT4 ကုမ္ပဏီမှာရှင်ရအများဆုံးပိုင်ဆိုင်ထားတဲ့ထိတ်တန့်တဲ့ကြီးလို့ဆိုကြတာပါ။ဒါပေမဲ့လည်းတချို့သောသတင်းတွေရှာတော့တရုတ်ဆောင်မုံရဲ့တတူသားဟာအရာရှိတူဖြစ်တယ်လို့လည်းသိရတာပါ။ ဒါပေမဲ့လည်းဘယ်တည်င်းကမှန်နေဆိုတော့တိတိကျကျမသိပါဘူး။တချို့သောတည်င်းတွေရှားတော့တရုတ်ဆောင်မုံနဲ့အခုချစ်သူဟာလက်တက်ထားတာကြာပြီဖြစ်ကြောင်းပြောကြတာပါ။တင်ဆောင်မောင်းဟာအနုပညာရှင်တယောက်ဖြစ်တာမို့လဲလက်ထက်ထားတော့ကိုလူတွေကိုအတိမပေးတာဖြစ်ပါတယ်။အခုလိုပြုံးစားကြီးလက်ထက်လိုက်တာကတော့တင်ဆောင်မောင်းဟာကိုဝေရရှင်သွေးလေးယူတော့မှမို့တရားဝင်မင်္ဂလာခန်းနာကိုချပြလိုက်တာဖြစ်ကြောင်းပြောကြတာပါ။ ဒါပေမဲ့လည်းဒါတွေကအင်တာနက်ပေါ်မှာထွက်နေတဲ့ကောလာဟာလာသတင်းတွေမို့အတည်ယူလို့မရပါဘူး။မဖြစ်ပြင်တယောက်ဆောင်မုံဟာအေးချမ်းစွာနဲ့တည်ငိမ့်အေးဆေးစွာနေတတ်တဲ့မင်းသမီးလေးမို့လို့လည်းအလုံးကချစ်ခင်အားပေးကြတာကတော့အမှန်ပါပဲ။ဒါပြင်မင်္ဂလာလက်ထပ်ပွဲကလည်းဂုံပကသနာတွေမပါပဲရိုးရှင်းစွာလက်ထပ်လိုက်တာကလည်းပြည့်တည်သဘောကျကြတဲ့အချက်ပါ။ အလုံးသိကြတဲ့အတိုင်းအခုချိန်မှာတော့နာမည်ကြီးမင်းသားမင်းသမီးတွေမင်္ဂလာဆောင်ရင်းမီဒီယာတွေကတရုံယုံစပွန်ဆာတွေနဲ့တကယ်ကိုမျက်စိနှောက်စရာဖြစ်နေချိန်တရုံဆောင်မုံကတော့သူ့ရဲ့ချစ်သူလေးနဲ့အတူတည်ငြိမ်အေးဆေးစွာနဲ့လက်ထပ်လိုက်တာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောတရုံဆောင်မုံလက်ထပ်လိုက်တဲ့အပေါ်မှာဘလို့မြင်ကြသလဲဆိုတော့ပြောသွားကြပါဦးရှင်။ ဟင်းဝင်းရဲ့ဟန်ဆောင်ကောင်းမွန်ကိုအခုလိုလူလဲကောင်းမှခြပြောလာတဲ့ကြောထောင်းမင်္ဂလာပါပရိသတ်များရှင်ငယ်စဉ်ဆုံးတွဲကအခုလိုမျိုးလူမြင်ကွင်းမှာခြပြနေတဲ့ပုံစံတွေတန်းနောက်ကွင်းမှာတခြားပုံစံတမျိုးနဲ့ဖြတ်သန်းနေကြရတယ်ဆိုတော့ကိုသိကြရင်လားအဲ့ဒီကိစ္စကိုတော့လူပြိုကြီးကြောထောင်းကအခုလိုမျိုးဖော်ကောင်လုပ်သွားခဲ့ပါပြီ 6နှစ်ကျော်လုံးလုံးဖုံးခွင်လာခဲ့တဲ့ပုံရိပ်တစ်ခုကိုအခုလိုမျိုးလူသိရှင်ကြလူကြားတဲ့ချပြခံလိုက်ရတော့ငင်းစင်ဆုံးတွဲရဲ့စိတ်ထဲမှာတော့ဘယ်လိုမျိုးဖြစ်သွားမလဲမသိပေမယ့်ပရိသတ်တွေကတော့လုံးဝကိုအံ့ဩသွားခဲ့ကြရပါတယ်ပထမဆုံးအနေနဲ့မင်္ဂလာဆောင်တင်နာပွဲမှာဟိဝင်ရတရားမိုက်ကြီးကင်ပြီးရှင်တွင်းခန်းစားချက်တွေကိုပြောနေစမှာဘာပြောလို့ပြောရမှန်းမသိဖြစ်နေတာကိုပြိတ္တတို့တတိထားမိကြလားနော် သူများ၄ဆိုရင်တော့ခုလိုမျိုးကိုချစ်သူကစနီမီယာတယောက်ဖြစ်ပိုင်ဆိုင်ရတော့မဲ့ချင်းနေမျိုးမှာအယံကိုပျော်ရွှင်နေတတ်ကြပြီပြောစရာစကားတွေတော့မကုန်တလောက်ပါဒါပေမဲ့ဟိဝိယံကတော့အဲ့ဒီလိုဟုတ်မနေခဲ့ပါဘူးအဲ့ဒါနဲ့ပတ်သက်လို့လူပြောများနေတာလည်းအမှန်ပါဒါပေမဲ့ကြောထအောင်ချပြပြောဆုံလာခဲ့တဲ့အတွင်ကြီးတခုကြောင့်လူတွေအားလုံးရဲ့ဒုလောဒုလောကရက်တွေကအခုတော့ပြန်လည်ငြိမ်သက်သွားခဲ့ပါပြီဟင်ဝီယန်ကလူတွေများကြီးရဲ့ရှင်နဲ့စုပြည့်ရှင်မှာနေထိုင်ဖို့ပြောဆိုဆက်ဆံဖို့ချင်းကွဲပြားနေတာပါ ူရီရှိမှာတော့တီတီတနတ်ပုံစံမျိုးနဲ့မာနအနေငယ်ကြီးသလိုနေတတ်ပေမယ့်စိုးပြရှိမှာဆိုရင်တော့အလိုလိုအရှောင်ပြောင်းသွားကြောင်ပြောပြလာတာပါတကယ်ကိုတိမ်မွေးပြီးသူ့ရဲ့တခင်မတယောက်ကိုဆက်ဆက်နေပုံစံမျိုးနဲ့အမှုစိတ်တိမ်တိမ်မွေးမွေးလေးပြောဆိုတာပါကျော်ထောင်ကိုယ်တိုင်တော့အံဩခဲ့ရတဲ့အထိပါပဲတဲ့ ဒါကြောင့်မို့ဟိဝင်ရဟာစုပြည့်ရှိကိုရောက်တာနဲ့တိမ်မွေ့ပြီးရှက်တက်တဲ့ပုံစံလေးဖြစ်သွားတာကြောင့်လူရီရဲ့အမြင်မှာတော့စုပြည့်ကပဲတွက်ပြီးစုပြည့်ကပဲရူနေတယ်ပိုချစ်နေတယ်လို့ထင်မိမိတကယ်တော့ဟိဝင်ရကအချစ်လွန်ပြီးခန်းစားချက်ကိုထုတ်မပြပဲရှက်နေတယ်လို့ဖြစ်ရတာပါဒါကြောင့်လေမင်္ဂလာပွဲမှာစကားပြောခင်ဟာစင်ကရှက်လွန်းလို့ဖြစ်နေတာတကြောင်အယံကိုပျော်ရွှင်လွန်းလို့ငိုချင်တဲ့စိတ်ကိုထိန်းနေရတာကတကြောင်နေမို့ပြောစရာစကားတွေကထွက်မလာတယ်လို့မျိုးဖြစ်ခဲ့ရတာပါ ဝမ်းသာလုံးဆိုပြီးငိုချင်တဲ့စိတ်ကိုရှိပြီးတော့ပဲဖျောက်ပြစ်နေတာအားလုံးလည်းမြင်ပါပါဒါကြောင့်မို့ကြောထန့်ကိုပြောခဲ့သလိုပဲကိုငယ်ရဲ့ချစ်တွေက ရှင်ထဲမှာပြေးရှိနေတာကြောင့်စင်စင်ကတော့ကံအကောင်းဆုံးအမျိုးသမီးလေးဖြစ်ခွင့်ရမှာအမှန်ပါပဲပြည်သူများရှင်ကတိပီတော်ရဲ့ပြင်တာသမီတွေကိုပါတာဝန်မကြီးတဲ့ PK တွန်းအကြောင်းပိုးချပြုခင်ဖွင့်ချပေး မင်းသမီးပေါ်ချပြုခင်တရောင်သူခင်မုံဖြစ်သူတထေကြီး PK တွင်းရဲ့ဂျိုးရင်းနဲ့တာဝန်မကျေမှုတွေအကြောင်းကိုလူမှုကွန်ရက်ကနေထပ်ပြီးဖွင့်ချလိုက်ပြမှာပဲအရှင်တစ်ခေါက်တုန်းကသူကိုဝင်နေစီလာစေချိန်မှာခင်မုံဖြစ်သူ GDP သွားပြီးတညာလုံးအိမ်ကြီးလုံးတိုင်းတိပီတီရှင်းဖွင့်ခဲ့တာပါအခုတစ်ခေါက်ကတော့တာသမီးတွေအထူးသဖြင့်တားရီပေါ်မှာ PK တွင်းကဖခင်တယောက်ရဲ့တာဝန်နဲ့ပတ်သက်ပြီးပြောလာတာပါ ပိုးကြပြုခင်ပြောတာကသူ့သားလေးဥဥရဲ့မွေးနေ့ပွဲမှာကလေးကအဖိုးအဖွားဦးလင်းရတော်အားလုံးစီကလက်ဆောင်လေးရှာခဲ့ပေးမယ်။ကိုယ့်ရဲ့အဖေရင်းဖြစ်တဲ့ပီကေတွန်းစီကတော့ဘာလက်ဆောင်မှမရှာခဲ့ပါဘူးတဲ့။ဒါဒီနေ့မှမဟုတ်ပါဘူး။မနေ့ကလည်းမရှာဘူး။ဒီနေ့လည်းမရှာဘူးလို့ဆိုပါတယ်။ဒါပြင်ပီကေတွန်းဟာအပြင်ကပြန်လာရင်တော့ကလေးတွေအတွက်မုံလေးအယုတ်လေးတစ်ခါမှဝယ်လာပေးဖို့ချင်းမရှိဘူးလို့ဆိုပါတယ်။ ပိုးကြပြုခင်ရဲ့ရှင်ဖွင့်ချက်တွေအရခင်မွန်းဖြစ်သူဟာတမီးတွေကိုတော့အရန်ယူရပြီးကျင်နာပြတတ်ပေမယ့်ကိုသားရှင်နေဖြစ်ကြတဲ့ဖုံးပြည့်နဲ့ဥဥတို့အလဲကြရင်တော့အမြဲတမ်းစူပူအဖြစ်တင်တယ်လို့ခန်းစားချက်ကိုဖွင့်ရထားပါတယ်။ဒီလိုလက်ဆောင်မပေးတဲ့ပုံပိုးကြပြုခင်က PK ထုံးကိုပြောတဲ့အခါ PK ထုံးကအမတ်တရားလက်ဆောင်ဆိုတာမလိုအပ်ကြောင်းအမတ်တရားကဒီမီတားစုမှလူဖြစ်လာတာကိုကအမတ်တရားထပ်ပိုးတော်လက်ဆောင်မယ်ဆိုပြီးပြောတတ်တယ်လို့ဆိုပါတယ်။ ။ပူဇော်ပြုခင်ကတော့သူမအဖေကသားသမီးကိုချစ်တယ်လို့ခုခင်မုံကိုလည်းအပေါင်းအသင်းနဲ့တမိသားစုကိုပို့ခင်တွယ်စေခြင်းနဲ့ကလေးတွေပေါ်နုညံ့ပြီးတာဝန်ကျတဲ့ဖခင်ကောင်တရားဖြစ်စေခြင်းနဲ့လို့မျှော်လင့်တကြီးရေးသားထားတာတွေ့ရပါတယ်။လက်ထပ်သွားတဲ့မင်းသမီးမုံရဲ့အတွင်ရေးတဲ့တင်တွေကိုထုတ်ပြောမိလို့ဝေဖန်ခံနေရတဲ့နမေကြီးစိန့်ဟွန်ကဝန်ထမ်းများ ရန်ကုန်ကနမကြီးစိယုံကြီးတခုဖြစ်တဲ့အနဲ့စားပင်ရှားပလန့်နဲ့ဆုံးတဲ့စိယုံကဝန်ထမ်းတွေကတော့မင်းသမီးမုံရဲ့အတွင်းကြီးတည်င်းတွေကိုရှောက်ဖွာပြင်လို့ဝေဖန်ခံနေရတယ်လို့သိရပါတယ်။မုံဆိုတာ MRT ဖုန်းမှာမင်းသမီးလုတ်ခဲ့သူတို့ဖြစ်ပြီးလက်တလုံးမှာတိုးတိုးတိတ်တိတ်လက်ထပ်သွားတာကြောင့်နမကြီးလိုနေပါတယ်။တကယ်တိတ်တိတ်ကျဲတထေးကြီးကိုယူသွားပါလျက်နဲ့လူမသိအောင်မင်္ဂလာထဆောင်လိုက်တဲ့အတွက်အလုံးကစိတ်ဝင်တစားဖြစ်နေကြပြီ မကြောင်လေးလို့အပြေရှာနေတော့မှတဲ့အာရှပလက်ဇင်းယုံကမြင်းသမီးနဲ့ပတ်သက်တဲ့အတွင်းရေးသတင်းတွေကို လူများရှိမှဖောက်ချလာကြတာဖြစ်ပါတယ်။အမိမဖော်လို့သူဝန်ထမ်းတယောက်ကအဆိုပါမြင်းသမီးရှုပ်တရကြီးလက်ထပ်လိုက်တာနဲ့ပတ်သက်ပြီးအားလုံးသိချင်နေကြတဲ့အမှန်တရားကို ကျမပြောပြမယ်။ဒီမြင်းသမီးကမင်္ဂလာမဆောင်ခင်ကတည်းကကလေးမွေးပြီးတာပါ။ဟိုတယ်လောကမှာအာယုမတိတ်တိတ်လေးကလေးလာမွေးသွားတာတချို့လူတွေပဲသိလိုက်ကြတယ်။ အတွင်တည်မှုမနေနိုင်လို့ထုတ်ပြောတာပါဆိုပြီးလူမြင်ကွင်းမှာ comment ချခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ပြည်သက်တင်လည်းပစံအဟောင်းသားဖြစ်တဲ့ဒီအံ့ဩသွားတယ်လို့အခြေအနေမှန်ကိုသဘောပေါက်သွားကြပေမဲ့လည်းလူနာရဲ့အတွင်းသတင်းကို ထုတ်ပြောတဲ့အဲ့ဒီလူကို ပို့ပြီးတော့ရွှန်ရှာခဲ့ကြပါတယ်။ပြိတ္တတေကတယောက်ဆိုရင်မင်းသမီးမုံဆိုတာကိုငါမသိပါဘူး။သူ့ဖန်လည်းမဟုတ်ဘူး။ဒါပေမဲ့လူနာတယောက်ရဲ့ personal ကိုဆီယံဝင်တဲ့သူနာပြုတွေကထုတ်ပြောခွင့်မရှိဘူး။ စေယုံမှာလေးတန်းအောင်နဲ့ခံထားတာတွေများလာတော့ကျင့်ဝတ်တွေကိုနားမလည်မသိကြတော့ဘူးထင်နေ။ကျမရဲ့ဝန်ထမ်းဆိုတာဆောင်းဝင်ဖြစ်ဖြစ် သူနာပြဖြစ်ဖြစ်နောက်ဆုံးရက်ွက်တွေကစေးမှုဆိုရင်တော့လူနာရဲ့ကိစ္စကိုဖုံးကွယ်ထားရတယ်။နောက်ဆုံးခေါင်းရဲ့အင်္ဂါအတီကကိုရှိတဲ့စေယုံစည်းကမ်းမှာအေးကိုက်လို့လာပြရင်တော့ကိုယ့်အင်္ဂါလူတွေကိုပြတ်မပြောရဘူး။စေယုံကကိစ္စအိမ်ပြန်မတရားဘူး။ဘဲမင်းသားမင်းသမီးကဘာပင်လာလို့လို့အပြင်ကိုမဖွာရဘူး။ အဲ့ဒါကကျမ်းမာရေးဝန်ထမ်းတွေရဲ့တစ္ဆာတွေမှတော့ပါတယ်။ကလေးလာမွေးတာမကလို့ကလေးပဲလာဖြတ်ပြန်ပြန်ကုန်မပြောအောင်။ဟိုတနေ့ကလည်းအီချောပို့လင်မယားကလေးစေကန်းပြရင်မျက်နှာမကောင်းတာလေစကားလုပ်ပြီးဖွာကြတယ်။အခုလည်းမင်းသမီးဘာဖြစ်ပါနေဆိုပြီးထုတ်ပြောပြန်ပြီ။စေပညာလောကမှာနေရင်ပညာတတ်လို့နေစမ်းမှာကိုနဲ့မဆိုင်မဲ့သူများကိစ္စဝင်မပါပါနဲ့လို့ပြောဆိုဆုံးမခဲ့ပါတယ်။ အခြားသူတွေကလည်းမင်းသမီးရဲ့အတင်းဖြင်းကိုသိရလို့စိတ်ကျဉ်နေမဲ့ဆာလူချင်းဝင်မရှိတဲ့ဆရာဝန်တွေကတော့ပုံမုံဒေါသထွက်နေကြပြီစိမ့်ယုံသွားတာနဲ့ငါတို့အတွင်းရေးတဲ့အဖွဲခံနေရမယ်ဆိုရင်အစင်မပြေဘူးလူနာရဲ့အတွင်းရေးကိုထုတ်ပြောတဲ့အဲ့ဒီဝန်ထမ်းကိုတက်ဆိုင်ရာစိမ့်ယုံကထိထိရောက်ရောက်အေးအေးယူပေးပါလို့တောင်းဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်ပရိသတ်ကြီးတို့ရောလက်ထပ်သွားတဲ့မင်းသမီးမုံရဲ့အတွင်းရေးတည်နေကို ထုတ်ပြောမိလို့ဝေဖန်ခံနေရတဲ့နမဲကြီးစိမ့်ယုံကဝန်ထမ်းပေါ့ ဘလို့များထင်ကြသလဲဆိုတော့ comment မှာရေးခဲ့ပေးကြပါအောင်ရှင်။